နာမည်နဲ့မလိုက်အောင်ကြံခဲ့ရန်ခဲ့တဲ့ရာဇဝင်တွေကနမ်မတော်မင်းနုအကြောင်းနမ်မတော်မင်းနုဆိုတဲ့ဝဟရဟာအလွန်ငိန်တိန်နုနေတဲ့မိမငယ်ဆိုတဲ့အတိတ်ပဲဆောင်းပြီးတော့ဥပဇာစကားဖြစ်နေပေးထားတာဖြစ်ပါတယ်။ဒါပေမဲ့အမည်ပိုင်ရှင်မိဘခေါင်ကြီးနမ်မတော်မင်းနုကတော့နာမည်နဲ့မလိုက်ဖက်အောင်ကြံခဲ့ရန်ခဲ့တဲ့အမျိုးသမီးကြီးပါ အင်းဝတီနံမှာနံမတော်မဲနုတကူတောက်စင်အချင်းခါရုံကဆိုရင်တိုင်းပြည်ထဲမှာသူမရဲ့အမိကိုတူပြီးရောပေးတဲ့ဘသူကိုမဆိုတပ်ပြစ်နိုင်တဲ့ဒီဩဇာကြီးမားခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်မဲတိုင်းသူပြည်သားတွေဟာသူမကိုကြောက်လွမ်းတာကြောင့်ပါဇက်ကနေနုဆိုတဲ့နာမည်ကိုတောင်းဖွင့်ဟမပြောရဲကြပါဘူး။မဲနုကိုအခုလိုနံမတော်မဲနုဆိုပြီးဖြစ်လာစေခဲ့တဲ့အကြောင်းရင်းကလည်းအင်မတန်မှစိတ်ဝင်စားဖို့ကောင်းနေပြန်ပါတယ်။ မင်းကိုအင်းဝတီနဲ့အနောက်ဘက်အတွင်းဆန်ရအရက်မှာ1146ခုနှစ်ဝါဆိုလာပြည့်ကျော်9ရက်အင်္ဂါနေ့မှာမွေးဖွားခဲ့ပါတယ်။မိဘတွေကရိုရိုတန်တန်နန်းတွင်းအမှုထမ်းတွေဖြစ်ကြပြီးဘာကြီးဖြစ်တဲ့ဝင်းကြီးဦးလွန်ကကလေးမရဲ့အထူးကြတဲ့ကျင်းအင်းလက္ခဏာနဲ့အနေထိုင်နေတာကိုကြည့်ပြီးတော့မင်းလို့အမည်ပေးခဲ့ရဖြစ်ပါတယ်။ မင်းနူးရဲ့ပုံကံဟာမွေးစားချိန်ကလေးကနှစ်ဖူးမှစကတ်ပေးလိုက်သလိုပါပဲအသက်၁၂နှစ်အရွယ်မှာဖလန်ကုံရွာကအနောက်တိုက်ကျောင်းတိုင်စီရတော့ဦးစိုးကမင်းနူးကိုအသက်၂၀ကျော်မှမိဖုရားဖြစ်မယ်အသက်၃၀ကျော်အရွယ်မှာတောင်ညာဆန်မိဖုရားခေါင်ကြီးဖြစ်လာမယ်ဆိုပြီးဟောခဲ့ပါတယ်ဆရာတော်ဟောကြားခဲ့တဲ့အတိုင်းအမှန်တကယ်လေးဖြစ်လာသလိုမိဖုရားဖြစ်လာပုံကလည်းစံကျယ်နေပါတယ်တခါတော့ကမင်းနူးဟာအလူမဝှေ့ဖို့ဆိုပြီးပိုးစစ်ထမိန်ကိုတန်းမှလှမ်းထားပါတယ် အဲ့ဒီအချိန်မှာစွန်တကောင်ကအသားမှတ်ပြီးထမိန်ကိုတုတ်ချီသွားပြီးတော့တောင်ညာဆန်မိဖုရဲ့ခေါင်ကြီးရဲ့ဝဲဆောင်ပေါ်မှာချထားခဲ့ပါတယ်။ဒါကိုပဒုံမင်းမြင်တော့ဒီထမိန်ရဲ့ပိုင်ရှင်ကဖုံးတကူကြီးလိမ့်မယ်ဆိုပြီးထမိန်ပိုင်ရှင်ကိုစုံစမ်းခိုင်းတဲ့အခါမှာမဲနုဖြစ်နေတာကိုသိလိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့မဲနုရဲ့မျိုးရိုးစာတီကိုမေးမြန်းခိုင်းပြီးတောင်နှန်းအပြိုတော်အဖြစ်နဲ့နန်းတွင်းမှာခါးစားစီခိုင်းခဲ့ပါတော့တယ်။ မန်နူတယောက်အပြိုတော်ဖြစ်လာတဲ့ချိန်မှာပဲစကိုင်းမင်းသားကအင်ရှင်ဆန်ဖြစ်လာခဲ့ပြီးအပြိုတော်မန်နူကိုမြင်မြင်ချင်းဆွဲလန်းခဲ့ပါတယ်။အဲ့ဒါနဲ့အပြိုတော်ခင်ပြူစင်ကလည်းတဆင့်မန်နူကိုပြောခိုင်းပြီးမန်နူကလည်းအင်ရှင်ဆန်တယောက်ကသူ့ကိုမြစ်တာရှိနေရဆိုတဲ့အခွင့်အရေးကိုလက်လွတ်မခံပါဘူး။အကြီးတော်ကလည်းတဆင့်တောင်းယူပါလို့ပြောပြီးမကြခင်မှာပဲအင်ရှင်ဆန်ရဲ့တော်ကောက်တာကိုခံခဲ့ရပါတယ်။မင်းတို့ကမင်းနဲ့မိဖုရားကမွေးတဲ့မင်းမျိုးရုံမဟုတ်တာကြောင့်စကိုင်းမင်းသားနဲ့လက်ဆက်တော့ ဘိုးတော်ကိုရိုင်းကလက်ဆက်ပေးခဲ့ရပါတယ်ဒီလိုနဲ့1183ခုနှစ်ယုံလာဇန်23ရက်နေ့မှာသခိုင်းမင်းကအနန်သိမ့်ပြီးတော့ရှင်ဘရင်ဖြစ်လာတော့မေနုကလည်းတိရိပဝရမဟာရာဇိန်တာယတနာဒေဝီဆိုတဲ့ပွဲနဲ့မိဖုရဲ့ခေါင်းကြီးဖြစ်လာခဲ့ပါတော့တယ်။နမ်မတော်မေနုဟာမိဖုရဲ့ဖြစ်လာတဲ့အချိန်ကစပြီးနန်းတွင်အရှုပ်တော်ပုံတော်တော်များများမှာပါဝင်ခဲ့ပါတယ်။သူဟာနှုတ်ကျန်းအာကျန်းလုံးလုံးနန်းတွင်သူနန်းတွင်သားတွေက မဲနုဆိုတဲ့အတန်ကြားတာနဲ့တင်ကြောက်တူးတုံရတယ်လို့ဆိုပါတယ်။မဲနုဟာတစ်ဖက်မှာလည်းဖျားစီတီတွေ၊ကြောင်းပထိုးတွေအများကြီးကိုဆောက်လုပ်လူတန်းတယ်လို့တစ်ဖက်မှာလည်းနန်းတွင်းလူမိုက်တွေကိုလက်သက်မွေးထားပြန်ပါတယ်။တရားဝရီမင်းနန်းတက်ပြီးစကိုင်းမင်းနန်းစင်းတဲ့ချိန်မှာမဲနုရဲ့ဘတ်တော်သားတွေဖြစ်တဲ့ဓာဘိုမင်းတောင်ဘိုခန်းကျော်ဘိုရွှေမောင်တို့ဦးစီးတဲ့လူ1500ဟာမတရားမှာပုံကန်ခဲ့ပါတယ် ကာယဝရီမင်းကဒီဘောမျိုးစတိလိုက်လံနှိမ်နင်းခဲ့ပြီးတပုံတွေကိုစစ်မိတဲ့အခါမှာစကိုင်းမင်းနန်းပြန်ရဖို့နမ်းမတော်မဲနုနဲ့ဆလင်းစားတို့ပေါင်းပြီးလှုပ်ကြံနေဆိုတာကိုသိခဲ့ရပါတယ်။မဲနုကလည်းဝန်ခံခဲ့ရကြောင့်မတိမချင်းရေချပြီးစီရင်ဖို့အမိန့်ချပေးခဲ့ပါတယ်။မဲနုမတိခင်မှာသူမရဲ့ဆရာရင်ဥပုပ်ကိုနောက်ဆုံးနေနဲ့ကြော့ချင်ချောင်းပြောပါတယ်ဆရာတော်ဥပုပ်ရောက်လာတော့မဲနုကိုကြည့်ပြီးမဲနု သူကျွေးရှိရင်ဆက်ရလိမ့်မယ်လို့မိန်းတဲ့အခါမဲနုကလည်းကျေနပ်ပြီးရေချမဲ့နေရာကိုရဲရဲကြီးလိုက်သွားခဲ့ပါတယ်။ဆရာတော်လည်းမဲနုလူတန်းထားတဲ့အုပ်ချောင်းကိုပြန်သွားခဲ့ပါတော့တယ်။မဲနုဟာရက်လဲရက်ဆက်သလိုသူမရဲ့အဖြစ်ရှိရင်လည်းရဲရဲဝင်းဝင်းခံတတ်တဲ့အာဃအမျိုးသမီးတစ်ယောက်ဖြစ်တယ်ဆိုတဲ့အချက်ကိုသိရပါတယ်။မိန်းဆွေတို့အနေနဲ့ရောမိဖုရဲ့အကောင်ကြီးမဲနုနဲ့ပတ်သက်ပြီးကိုတိထားတာလေးတွေရှိရင်ခမမရေးပေးသွားပါဦးနော်။